ရဟိတဆိုတာပါလေအတ္တဟိတဆိုတာကိုပါလေဒါနဲ့ပတ်သက်ပြီးဓမ္မမိတ်ဆွေတို့ကို နားလည်အောင်ချင်းပြချင်ပါတယ်ပရဟိတဆိုတာပရဟိတဆိုတဲ့ပါဠိကဆင်းသက်လာတာပါပရဆိုတာမိမိမှတပါအခြားသူတွေကို ပြောတာပါဟိတဆိုတာအကျိုးစီးပွားအကျိုးတရားတွေကိုဖြစ်စေတတ်တဲ့အကြောင်းတရားပါအခြေအနေကောင်းတွေကိုဆိုလိုတာပါဥပမာစိတ်ပျော်ရေးလုပ်တဲ့ပုဂ္ဂိုလ်တဦးဟာစိတ်ပျော်ရေးအောင်မြင်ဖို့ မြေကောင်းရေကောင်းရာသီဥတုကောင်းရမယ်ဒီလိုအခြေအနေကောင်းချီမှအကျိုးဖြစ်ထွန်းမှာဖြစ်ပါတယ်လောကမှာလူတွေဟာကိုကြိုးမငဲ့ပဲသူတို့ဘာအကျိုးလောက်တာကိုဂုံယူပြောဆိုနေကြတယ်ပရဟိတတစ်မျိုးတည်းနဲ့လူဘဝကိုဖျက်ဆီးခြင်းဟာမှန်ကန်မှုရှိသလားဆိုတာလေ့လာကြည့်သင့်ပါတယ်ပရဟိတအကြောင်းကိုလေ့လာမယ်ဆိုရင်အတ္တဟိတကိုလေ့လာရပါမယ်အတ္တဟိတနဲ့ပရဟိတအကြောင်းကိုမြတ်စွာဘုရားရှင်က ဆဝလာဒတုံးမှာပုဂ္ဂိုလ်၄မျိုးခွေရှားပြီးဟောကြားထားတာရှိပါတယ်။နံပါတ်၁ပုဂ္ဂိုလ်ကတော့မိမိအကျိုးကိုသာ လုပ်ပြီးသူတစ်ပါးအကျိုးကိုမလုပ်သူ။နံပါတ်၂ပုဂ္ဂိုလ်ကတော့အများအကျိုးလုပ်ပြီးမိမိအကျိုးမလုပ်သူ။နံပါတ်၃ပုဂ္ဂိုလ်ကမိမိအကျိုးသူတစ်ပါးအကျိုး၂မျိုးလုံးမလုပ်သူ။နံပါတ်၄ပုဂ္ဂိုလ်ကတော့မိမိအကျိုးသူတစ်ပါးအကျိုး၂မျိုးလုံးလုပ်သူ။အဲ့ဒီပုဂ္ဂိုလ်၄မျိုးအနေနဲ့နံပါတ်၃ပုဂ္ဂိုလ်ကိုမြတ်စွာဘုရားကလူသေးကောင်းရှို့တဲ့ထင်းတုံးနဲ့ဥပမာပေးထားပါတယ်။ လူတွေကလူတွေအောင်ရှိတဲ့ထင်းတုံးကိုမင်္ဂလာမရှိဘူးဆိုပြီးဘသူကမှအသုံးမပြုရှင်ကြပါဘူးမိမလောင်သေးတဲ့နေရာမှာလေမစင်တွေလူနေသေးတယ်တဲ့ဒီတော့အဲ့ဒီထင်းတုံးဟာဘယ်နေရာမှာအသုံးမဝင်တော့ဘူးဒီလိုပဲမိမိအကျိုးသူတော်အကျိုးနှစ်ပါးလုံးမလုပ်တဲ့ပုဂ္ဂိုလ်ဟာဘာမှအသုံးမဝင်တဲ့ပုဂ္ဂိုလ်ပါနမက်လေးပုဂ္ဂိုလ်တော့မြတ်စွာဘုရားကဘလို့ဥပမာပေးတယ်လေဆိုရင်နွားကနေနှုတ်ကိုရတယ်ထိုနှုတ်ကိုခန်းအောင်ကြိုပြီးဒင်းချင်းကိုရတယ် ဒင်းချင်ကိုချက်ရင်စီဦးကိုရတယ်စီဦးကိုထက်ချက်တဲ့အခါထိုးဘက်ကိုရတယ်အဲ့ဒီထိုးဘက်မှာအနေရီကြံနေသေးလို့ထက်ချက်တဲ့အခါထိုးဘက်ကြီးကိုရတယ်နှုတ်ထွက်ပစ္စည်းထဲမှာတော့ထိုးဘက်ကြီးဟာအကောင်းဆုံးပါပဲဒီလိုပဲလောကမှာမိမိအကျိုးသူတို့မှာအကျိုးပရဟိတရောအတ္တဟိတရောနှမျိုးလုံးလို့သူဟာအကောင်းဆုံးပုံပေါ်ပဲဖြစ်ပါတယ်တဲ့ပရဟိတနဲ့ပတ်သက်ပြီးတိခါပါရတော့မှမြတ်စွာဘုရားဟောရတာရှိပါတယ် မိမိကိုယ်တိုင်၅ပါးသီလကိုစောင့်ထိန်နိုင်တော်လေသူတစ်ပါးကိုစောင့်ထိန်အောင်မလုပ်ပေးနိုင်ဘူးတဲ့အဲ့ဒီလူဟာအတ္တဟိတမိမိအတွက်သာလုပ်ပြီးပရဟိတသူတစ်ပါးအတွက်မလုပ်တဲ့ပုံကောဖြစ်ပါတယ်သူတစ်ပါးကို၅ပါးသီလလွန်အောင်တိုက်တွန်းပြောဆိုပေမဲ့မိမိကိုယ်တိုင်ကအယက်တောက်လိုက်သူတစ်ပါးပစ္စည်းခေါ်လိုက်သူတစ်ပါးအသက်ကိုတက်လိုက်နဲ့သီလမလုံးဘူးများလေးရှိပါတယ်အဲ့ဒီလူဟာပရဟိတသူတို့ဘာအတွက်သာလုပ်ပြီးအတ္တဟိတမိမိအကျိုးအတွက်မလုပ်ရရောက်ပါတယ် ကိုလေး၅ပါးတီလမလုံးသူတစ်ပါးကိုလေးတီလလွန်အောင်မတိတ်တွန်းတဲ့ပုံကိုယ်တွေလေးရှိပါတယ်အဲ့ဒီလူဟာအတ္တဟိတပရဟိတနှစ်ပါးလုံးမရှိသူလောကအတွေ့အကျိုးမရှိသူဖြစ်ပါတယ်မိမိကိုယ်တိုင်လေးဆွမ်းလောင်းတယ်သူတစ်ပါးကိုလေးဆွမ်းလောင်းဖို့အတွက်တိတ်တွန်းတယ်မိမိကိုယ်တိုင်လေးဥပုဘ်ဆောင်တယ်သူတစ်ပါးကိုလေးဥပုဘ်ဆောင်စေတယ်မိမိကိုယ်တိုင်တရားနာတယ်သူတစ်ပါးကိုလေးတရားနာစေတယ်မိမိကိုယ်တိုင်ကမ္မထံတရားပွားများအားထုတ်တယ် ူတို့ဘားကိုလေကမ္မထံတရားပွားများအားထုတ်စေတယ်။အဲ့ဒီလိုပုဂ္ဂိုလ်ဟာပရဟိတအတ္တဟိတနှစ်ပါးလုံးပြုလုပ်သူဖြစ်ပါတယ်။တရားနာယူမှတ်သားခြင်းဟာအတ္တဟိတဖြစ်ပါတယ်။အဲ့ဒီနာယူထားတဲ့တရားများကို ပြန်လည်ပြောပြခြင်းဟာပရဟိတလို့ခေါ်ပါတယ်။မိမိကိုယ်တိုင်လည်လာခြင်းဟာအတ္တဟိတမိပါတယ်။သူတို့ဘားကိုပြန်လည်သင်ကြားပြောပြပေးခြင်းဟာပရဟိတမိပါတယ်။အဲ့ဒီအကြောင်းအရာများကိုခိပ္ပဏိတန်တိတုံးမှာမြတ်စွာဘုရားရှင်ကိုရိုမြတ်ကြီးဟောကြားတော်မူခဲ့ပါတယ် အမြင့်ဆုံးဖြစ်တဲ့အတ္တဟိတဟာမိမိတဏ္ဍာန်၌သာရှိတဲ့ရာဂဒေါသမောဟတို့ကိုကင်းစင်အောင်ကြိုးစားခြင်းပင်ဖြစ်ပါတယ်။အမြင့်ဆုံးဖြစ်တဲ့အတ္တဟိတပရဟိတအကြောင်းကိုမြတ်စွာဘုရားက ရာဂဝိနည်းသုံးမှာဟောကြားထားပါတယ်။လောကလူတို့ဟာအတ္တဆိုတဲ့စကားကိုကြားလိုက်ရင်တကူကောင်းဆန်တယ်။ကိုယ့်အကျိုးသာကြည့်တဲ့သူဆိုပြီးကိရတက်ကြတယ်။အတ္တဟိတမရှိရင်မိမိအကျိုးအတွက်ကုသိုလ်ကောင်းမှုလည်းလုပ်မှာမဟုတ်ပါဘူး။နိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းကိုလည်းကျင့်မှာမဟုတ်ပါဘူး။ အဲ့ဒီအခါတန်တရာဝိဒုက္ခမှကျင်းလွတ်နိုင်တော့မှမဟုတ်ပါဘူး။ဒါကြောင့်ပရဟိတတမျိုးတွေလုံယုံနဲ့ဒုက္ခဆင်းရဲမှမလွတ်ကင်းနိုင်ပါဘူး။ဒါကြောင့်အမြင့်ဆုံးဖြစ်တဲ့ပရဟိတအတ္တဟိတနှမျိုးလုံးကိုလုံနိုင်အောင်ကြိုးစားအထောက်နိုင်ကြဖို့လိုပါတယ်။ဓမ္မမိတ်ဆွေတခါတခါမှများအားလုံးတာယာအေးချမ်းတဲ့ဘဝကိုပန်းဆန်နိုင်ကြပါစေ။